မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရနေတဲ့အတွေကင်ဝေးပြီးကိုယ်စိတ်နှစ်ပါးလုံးကြုံအေးချမ်းကြပါစေလို့ PPTV ဖွယ်သားတွေကဆုတောင်းမြတ်တာပို့သားလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မစင်စင်ပါ။ဒီကနေ့နိုဝင်ဘာလ28ရက်ကြာတာပရီနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ဂျပန်လွတ်တော်အမတ်များရုံမှပြုလုပ်မဲ့မြမအေးဂျာနာပွဲကိုနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်တက်ရောက်ပြီးရှင်းလင်းပြောကြားမဲ့သတင်း။ ဖက်ဒရယ်ယူနစ်စနစ်မှာတာဝန်ထမ်းဆောင်ကြမဲ့ဥပဒေရရှိရရဲ့အရေးအသွေးတိုးတက်နေရန်လိုအပ်တယ်လို့ပြည်အောင်စုဝင်ကြီးဦးသိန်းဦးပြောကြားလိုက်တဲ့တဲ့ဂျာကာလာဒီတန်ရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မန္တလေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်တဲ့တဲ့ခေဦးမြို့နယ်မှာအကြဖက်စစ်တပ်ကစစ်ကြောင်းထိုးနေလို့ကျေးရွာပေါင်း20ကျော်မှပြည်သူတောင်းကနဲအထိစစ်ဘေးရှောင်နေရတဲ့တဲ့ တဲကုန်းမြို့နယ်မှာစိုင်ကယ်ရီနဲ့ကင်ပတ်ထွက်လာတဲ့အကြမ်းဖက်စစ်သားတွေကိုမိုင်းဆွဲတိုက်ခတ်ရာအကြမ်းဖက်တပ်သားတအုပ်သေဆုံးတဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လိုင်းဆန္ဒပြလူလူတပိတ်တဲ့နေပဲဖြစ်ပါတယ်ရှင်ဂျပန်လွတ်တော်အမတ်များရုံမှပြုလုပ်မဲ့မြမအရေးကြားနာပွဲကိုနိုင်ငံရေးဝန်ကြီးဒေါ်စင်မအောင် တက်ရောက်ပြီးရှင်းလင်းပြောကြားမဲ့တဲ့ရင်ကိုပထမဆုံးတင်ဆက်ပေးပါမယ်ရှင်။ ဂျပန်လွတ်တော်အမတ်များရုံမှပြုလုပ်မဲ့မြမရေးကြားနာပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်တက်ရောက်ပြီးရှင်းလင်းပြောကြားသွားမှာဖြစ်တယ်လို့ NUG ရဲ့ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးကထုတ်ပြန်ပါတယ်။မြမရေးကြားနာပွဲကိုဂျပန်လွတ်တော်အမတ်များရုံမှဒီဇင်ဘာ2ရက်ဒေသစံတော်ချိန်ညနေ4:30မိနစ်ကနေ6:30မိနစ်အထိပြုလုပ်သွားမှာဖြစ်ပါတယ်။ မြမရေးချမ်းနာပွဲမှာပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ကအထူးရောင်ရွေးကောက်ပွဲနဲ့မြန်မာနိုင်ငံရဲ့ပကတိအခြေအနေတွေကိုရှင်းလင်းပြောကြားသွားမှာဖြစ်တယ်လို့အသိပေးထားပါဗျ။အဲ့ဒီချမ်းနာပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးနဲ့ပါတီစုံပါဝင်တဲ့မြမဒီမိုကရေစီရေထောက်ခံအားပေးတဲ့လွှတ်တော်အမတ်များတမကတို့ကပူးပေါင်းစီစဉ်ဆောင်ရွက်ကြတာဖြစ်တယ်လို့သိရပါဗျ။ ဖက်ဒရယ်ယူနစ်စနစ်မှာတာဝန်ထမ်းဆောင်ကြမဲ့ဥပဒေရရှိရရဲ့အရေးသွေးတိုးတက်နေရန်လိုအပ်တယ်လို့ပြည်တော်စုဝင်ကြီးဦးသိန်းဦးပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဖက်ဒရယ်ယူနစ်စနစ်မှာတာဝန်ထမ်းဆောင်ကြမဲ့ဥပဒေရရှိရရဲ့အရေးသွေးတိုးတက်နေရန်လိုအပ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရတရားရေးဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးသိန်းဦးကပြောကြားလိုက်ပါတယ်။ တရားရေးဝန်ကြီးဌာနရဲ့တရားစွဲတဲ့အမှုလိုက်ဦးစီးဌာနမြို့နယ်ဥရေတာဝန်ခံများနဲ့တရားရေးဝန်ကြီးတွေ့ဆုံဆွေးနွေးခြင်းအမှတ်စဉ်နှစ်မြင်ဆောင်2025အခမ်းအနားကိုနိုမာလ19ရက်မနက်စင်တိုင်းမှာပြုလုပ်ခဲ့ကြရာပြည်ထောင်စုဝန်ကြီးဦးသိန်းဦးကအခုလိုထည့်သွင်းပြောကြားလိုက်တာပါ ပြည်ထောင်စုဝန်ကြီးဦးသိန်းဦးကသကိုင်းဖက်ဒရယ်ယူနစ်အစိုးရကို စတင်ဖွဲ့စည်းနိုင်တာကလွန်စွာဝမ်းမြောက်ဖွယ်ရာဖြစ်ကြောင်းဖက်ဒရယ်စနစ်ပေါ်ပေါက်လာပြီးဖြစ်တာကြောင့် မြို့နယ်ဥပဒေတာဝန်ခံများကလည်းအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေတဲ့ပုဂ္ဂိုလ်များဖြစ်တာကြောင့်တဝှချင်းစီရဲ့အရေးအသွေးတိုးတက်နေရလိုအပ်ကြောင်းနောက်မှာ Federal Unit စနစ်နဲ့ပတ်သက်တဲ့အစိုးရရန်နေရာထပ်မံပေါ်ထွက်လာတော့မှဖြစ်ကြောင်းမြစ်သည့်အစိုးရလက်ထက်မှဖြစ်စေဥပဒေတာဝန်ခံတွေကတနည်းမဟုတ်တနည်းနဲ့ထဲထဲဝင်ဝင် ဆောင်ရွက်ရမယ့်ပုဂ္ဂိုလ်များဖြစ်တာကြောင့်ဥပဒေရရှိများရဲ့အရေးအသွေးမှလည်းတိုးတက်နေရလိုအပ်ကြောင်းပြောကြပါဗျာ ဒါအပြင်2026ခုနှစ်ကအရေးကြီးတဲ့နှစ်တစ်နေဖြစ်ပြီးပြည်သူလူထုကလည်းမည်သူအကောင်းဆုံးဖြစ်တယ်လဲဆိုပြီးရွေးချယ်ကြတော့မယ်နှစ်ဖြစ်တယ်ဆိုတာနဲ့အကျန်းဖက်ဆဲအုပ်စုဘက်ကအတူရောင်ရွေးကောက်ပွဲဆောင်ရွက်မယ်ဆိုပေမဲ့လည်းမိမိတို့တော်လှန်ရေးဘက်က2020ရွေးကောက်ပွဲမှာရွေးချယ်တင်မြှောက်ထားတဲ့ကိုယ်စားလှယ်များရှိပြီးဖြစ်တယ်လို့ဆက်လက်ပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးမြို့နယ်ဥပဒေတာဝန်ခံတွေရဲ့မင်းမြန်းတဲ့မိကုန်းတွေကိုပြည်ထောင်စုဝန်ကြီးဦးသိန်းဦးနဲ့တပ်ဆိုင်ရာဌာနတွေရဲ့ နှံ့ကြားရေးမှုချုပ်တွေတာဝန်ရှိပုဂ္ဂိုလ်တွေကပြန်လည်ဖြေကြားပေးခဲ့ပြီးနောက်လက်တလောမြေပြင်မှာဖြစ်ပေါ်နေတဲ့အထွေထွေလုပ်ငန်းကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြပါတယ်။အဆိုပါအခမ်းအနားကို တရားရေးဝန်ကြီးဌာနတရားရေးဝန်ကြီးဦးသိန်းဦးဝန်ကြီးယုံနှံ့ကြားရေးမှုချုပ်ဦးအမန်ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစည်းဌာနနှံ့ကြားရေးမှုချုပ်ဒေါ်မေဘိုတရားစွဲနဲ့အမှုလိုက်ဦးစည်းဌာနမှနှံ့ကြားရေးမှုချုပ်ဒေါ်မီနီဒုတိယအမြင့်ရန်အတွင်းဝင် ဦးကျော်ဇန်နဲ့ဌာနအသီးသီးကညွှန်ကြားရေးမှုအဆင့်ရှိတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့အကြံပေးရာရှိတွေတရားစွဲနဲ့အမှုလိုက်ဦးစီးဌာနမှဝန်ထမ်းတွေမြေပြင်ဆက်သွယ်ရေးတာဝန်ခံတွေနဲ့မြို့နယ်35မြို့နယ်မှာဥပဒေတာဝန်ခံတွေနဲ့စည်ရေးဝန်ထမ်းတွေတက်ရောက်ခဲ့ကြတယ်လို့တရားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ ဂျာကာလာဒီသန္ဓရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မန္တလေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒီသန္ဓရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မန္တလေးတိုင်းမှပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွဲဆောင်ဆွေးနွေးပွဲအစည်းအဝေး24မြင်းဆောင်2025ကိုနိုဝင်ဘာ26ရက်မွန်းလယ်တနင်္လာရီမှာပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးမှာဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအတွင်းရေးမှုအဖွဲ့ဝင်ပြည်ရဲရေးနှင့်လူမှုကြီးကြပ်ရေးဝန်ကြီးဌာနတွက်ဖက်အထွန်းဝင်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။ဆက်လက်ပြီးတော့မြို့နယ်ရဲ့အာဂျနာတင်သွင်းဆွေးနွေးမှုအပေါ်သက်ဆိုင်ရာဝန်ကြီးဌာနများမှပြန်လည်ဆွေးနွေးဆောင်ရွက်ခဲ့ကြပါတယ်။အဆိုပါအစည်းအဝေးကိုအမြဲတမ်းတွင်ဝင်များဒုတိယအတွင်းဝင်များတွက်ဖက်အတွင်းဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများနဲ့ မင်္ဂလေးတိုင်းမှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြတယ်လို့ပြည်ထောင်စုလူမှုကြီးကြပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ခင်ဦးမျိုးနယ်မှာဂျမ်ဖက်စစ်တပ်ကစစ်ကြောင်းထုတ်နေလို့ကြေးရပေါင်း20ကျော်မှ ပြည်သူတောင်းကနန်းအထိစစ်ပေးရှောင်နေရတဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းခင်ဦးမျိုးနယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေလို့ကျေးရွာပေါင်း20ကျော်မှပြည်သူတောင်းခနဲ့အထိစစ်ပေးရှောင်နေရတယ်လို့ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဒီကနေ့မှအတိအပထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီစစ်ပေးရှောင်တွေထဲကအင်အောင်စု900ခန့်ကိုစံ109ပိုင်းစစ်ပေးတာဝန်ပုံ18ပုံထောဘတ်ပဲ14ပိုင်းအိုင်ဝရင်းစာအထုပ်600အစရှိတဲ့ကာလာတံပိုးစက်သိန်း120ခန့်တံပိုးရှိတဲ့ ထောက်ပံ့ပစ္စည်းတွေကို၃ရက်မြောက်နေ့ထောက်ပံ့မှုအဖြစ်နဲ့နိုဝင်ဘာလ26ရက်နေ့ကလုံဆောင်ခဲ့တယ်လို့ခေဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါရယ်။အဲဒီထောက်ပံ့မှုကိုခေဦးမြို့နယ်ရဲ့မြို့နယ်ပအာဖာလူသားဆန္ဒနဲ့မြို့နယ်ပအာဖာပါကာဖာလူသားဆန္ဒတာဝန်ခံတရားရေးဥက္ကဋ္ဌအခွန်တော်အရာရှိအချင်းဦးစည်းတာဝန်ခံဥရေဒုတာဝန်ခံပါဖရုံးဖွဲ့မှုမြို့နယ်ပါကာဖရဲဘော်များကျေးရွာပါအဖ ကဖများမှပါဝင်ကူညီဆောင်ရွက်ခဲ့ကြပါတယ်။ဆစ်ရှောင်နေကြရတဲ့ပြည်သူများရံများရှိကြလာတဲ့အတွက်စောင်းတွင်းရာတီရဲ့အေးအေးဒဏ်စားဝတ်နေရင်းနဲ့တခြားမျိုးမျိုးသောအခက်အခဲများစွာကြုံတွေ့နေရတယ်လို့ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအတိပေးထားပါတယ်ရှင်။တဲကုံမြို့နယ်မှာစိုင်းကယ်ရီနဲ့ကင်ပတ်ထွက်လာတဲ့အကျန်းဖက်စစ်သားတွေကိုမိုင်းဆွဲတိုက်ခတ်ရာအကျန်းဖက်တပ်သားတအူးတေဆုံးတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ ။ဘကိုးတိုင်းပြည်ခရိုင်တဲကုန်းမြို့နယ်တစ်နေတော်အုပ်စုမြေစုကုံကြေးရွာဘက်ကိုစိုက်ကဲ9စီးနဲ့ကင်းပတ်ထွက်လာတဲ့အကြမ်းဖက်စစ်သားတွေကိုနိုဝင်ဘာ16ရက်ည10နာရီမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ပေါင်းတယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။မိုင်းဆွဲတိုက်ခိုက်မှုကြောင့်အကြမ်းဖက်တပ်သား3ဦးထိခိုက်ဒဏ်ရာရသွားပြီးတဲ့နောက်တဲကုန်းစေယုံမှာ2ဦးသေဆုံးသွားတယ်လို့ဆိုပါရယ်။အကြမ်းဖက်စစ်သားတွေကလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပေမဲ့ ဖြည်သူကာကွယ်ရဲဘော်တွေအထူးခိုင်မရှိအောင်မြင်စွာစုခွာနိုင်ခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဗျူဟာ27ကိုကဲမှုအောက်ရှိပြည်ခရိုင်အမှတ်3639တဲ့တရင် တက်ခွဲ3နဲ့တက်ခွဲ5တို့ကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဖြည်သူကာကွယ်တပ်ဖွဲ့ဝင်တွေအနေနဲ့စီရင်အချိန်မြင့်တင်လာတာနဲ့အမျှအကြမ်းဖက်စစ်သားတွေကိုအချိန်မရွေးနေရမရွေးပြက်ပြက်တတအေးအေးယူတိုက်ခိုက်သွားမယ်လို့အသိပေးထုတ်ပြန်ထားပါတယ်ရှင်။ ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်အမြင့်ဖြတ်ချေမုံရေလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်ရှမပင်မြို့နယ်မှာအောင်လံလွင့်မီရွှေကြီးတပိတ်စစ်ကြောင်းကတင်မဲဖြစ်တရားဝင်လူသက်ခွင့်မပေးတဲ့စာသားကင်ဆွဲပြီးအတူရောင်ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါဗျာ။ ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွင့်ပြီးရွှေကြီးတပိတ်စစ်တောင်းနဲ့တစ်မဲဖြစ်တရားဝင်လူတပ်ခွင့်မပေးနဲ့ဆိုတဲ့စကားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြဆောင်ရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ရမပင်မြို့နယ်မှာအောင်လံနှစ်မီတောင်သွင်းနေတဲ့ဗိတ်စစ်ကြောင်းကတင်မဲဖြစ်တရားဝင်လူတက်ခွင့်မပေးနဲ့စာသားကင်ဆွဲပြီးအတို့ရောင်ရွေးကောက်ပွဲစတင်ရေးဆန္ဒပြတဲ့ဗိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လံပြည်သူတွေကအောင်လံနှစ်မီတောင်သွင်းနေတဲ့ဗိတ်စစ်ကြောင်းနဲ့တင်မဲဖြစ်တရားဝင်လူတက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ဒေသခံတော်လံပြည်သူတွေကနေမင်းမငိမ်တက်မှုကြားထဲကနေပဲအကြံဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတဲ့ဘိတ်ကိုနေ့စဉ်ပြုလုပ်နေကြပါတယ်ရှင်။ ပြည်သူလူထုပေါင်းတဘာဝဘေးလူလုပ်ဘေးဆိုတဲ့ဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါစေရှင်။ဂျေဆုတင်ပါတယ်ရှင်။